မင်္ဂလာပါကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်2နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်စကိုင်းတိုင်းဝင်းသူမျိုးနယ်တဲကိုဧပြီလ9ရက်နေ့ညနေ3နာရီဝင်းကျင်မှာစစ်ကောင်စီတပ်ကအလီနဲ့ဘုံကျဲခဲ့လို့ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူအများအပြားထိခိုက်ဒေဆုံးထဏ်ရခဲ့ကြတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါဗျာ စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကဝင်းသူမျိုးနယ်တဲကနန်းခမ်းကျေးရွာစေယုံရှိနဲ့ကြောင်းဟောင်းပတ်ဝန်းကျင်ကိုတိုက်ပွဲဖြစ်တာမရှိဘဲမိထီလာလေတပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာတွေနဲ့ပေါင်900ဘုံ၃လုံးတစ်ခါတစ်လုံးတစ်ခါစုစုပေါင်း၂ခါဘုံ၄လုံးကျဲသွားတာတခြားရွာတွေဘက်မှကျဲသွားတာတွေပါဆိုရင်ဘုံ၁၀လုံးကျော်တယ်လို့ပြောခဲ့ပါတယ်။ဘုံကျဲတိုက်ခိုက်ခံရလို့နန်းခမ်းကျေးရွာကလူနေအိမ်နဲ့တခြားအဆောက်အအုံအများပြားထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ မတ်လ28ရက်နေ့ကမြန်မာပြည်အလဲပိုင်းမှာငလင်အပြင်းထန်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မတ်လ April 8ရက်နေ့အထိစစ်ကောင်စီတပ်ရဲလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့လို့ကလေးငယ်6ယောက်အမျိုးသမီးအယောက်30ပါဝင်ပြည်သူအယောက်82ယောက်သေဆုံးခဲ့လို့လည်းအမျိုးသားညညရဲ့အဆိုအရ NUG ရဲ့လူ့ခွင့်ရေးဝန်ကြီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ်ရှင်။ မြန်မာနိုင်ငံမှာဇကိုင်းငလင်တန်းကြောင့်လူပေါင်းထောင်ချီသေဆုံးခဲ့ပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့အကြမ်းဖက်စစ်တပ်ကငလင်တန်းသင်းဒေသတွေအပါအဝင်နိုင်ငံတော်ဝန်အယက်သားပြည်သူတွေအပေါ်ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်မှုရက်ဆက်ကြမ်းကြုတ်မှုနဲ့ရာဇဝတ်မှုတွေအဆုံးသတ်ခြင်းမရှိတာကြောင့်မြန်မာပြည်သူတွေရဲ့ဒုက္ခဆင်းရဲနဲ့အသက်တွေကဲ့တင်ဖို့အာဏာသိမ်းစစ်အုပ်စုထံကိုလက်နက်ခဲရန်ဆက်လက်နေပစ္စည်းကျက်လျင်စီစီးရဲနဲ့အရက်ဖတ်နှမျိုးသုံးနိုင်တဲ့ပစ္စည်းတွေစီးဆဲမှုကိုရပ်တန့်ဖို့ကိုလည်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုတောင်းဆိုလိုက်ပါတယ်။ ဧပြီလ၈ရက်နေ့ကနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ကုလသမဂ္ဂလက်နက်ဖြတ်သိမ်းရေးကော်မရှင်ရဲ့၂၀၂၅ခုနှစ်ဘာသာရပ်ဆိုင်ရာအထွေထွေဆွေးနွေးမှုမှာတမ်မတီဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့တာပါ။ ်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စမ်းသပ်ခြင်းဆိုင်ရာအလုံးစုံတားမြစ်ရေးစာချုပ် CTBT ကိုကမ္ဘာလုံးဆိုင်ရာလိုက်နာကျင့်သုံးရေးနဲ့ဆက်လင်းပြီးအလွန်အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ်သတ်မှတ်ထားရှိပြီးအာဏာသက်ဝင်မှုရှိစေဖို့အတိပြုလက်မှတ်ရေးထိုးဖို့ကြားရှိနေသောနိုင်ငံတွေအထူးသဖြင့်နောက်ဆက်တွဲအမှတ်နှစ်မှာပါဝင်တဲ့အတိပြုလက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့နိုင်ငံတွေအနေနဲ့နှောင့်နှေးကြံ့ကြာမှုမရှိဘဲအတိပြုလက်မှတ်ရေးထိုးဖို့လည်းတိုက်တွန်းလိုက်ပါရရှင် ငလင်ပေးကြောင်ပြည်လဲထူထောင်ရေးတွေမလုံနိုင်ခင်ပါတယ်အာနာသိစက်ကောင်စီကဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြောလာပါတယ်စစ်ရေးနဲ့ငလင်ပေးကြောင်တွေ့နေရချိန်ရွေးကောက်ပွဲကျင်းပဖို့ကဘလို့အခြေအနေတွေရှိနိုင်ပါသလဲသတင်းတော့ဆိုသူအောင်ကဒါတွေကိုတင်ပြပေးထားပါတယ်ရှင်2020ရွေးကောက်ပွဲရလဒ်ကိုမဲလိမ့်တယ်လို့အကြောင်းပြပြီးအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီက9နှစ်နီးပါးအကြာမှာတော့ရွေးကောက်ပွဲပြန်လုပ်ဖို့အတည်ပြုလာပါပြီ။ မြန်မာပြည်သူတွေဟာစစ်ဘေးရောငလင်ဘေးပါကြုံတွေ့နေရပြီးပြန်လည်ထူထောင်ရေးတွေမလုံနိုင်ခင်မှာပဲအထွတ်တွေရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပသွားမယ်လို့ဧပြီ၈ရက်နေ့မှာကြေညာလာတာဖြစ်ပါတယ်။စစ်တပ်ဟာနာဂိမုံတိုင်းကြောင်းပြည်သူတွေဒုက္ခရောက်နေချိန်မှာပဲ2008အခြေခံဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်လို့အခုတစ်ချိန်လဲအခွင့်အရေးရှိလိမ့်မယ်လို့ UNG ရဲ့ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံလကပြောပါတယ်။အဲ့မှာလည်းပြည်သူတွေပါဝင်ပတ်သက်မှုအားနည်းပြီမှာလေသူတို့ကြိုတင်တွက်ချက်ထားတဲ့ဂိမ်းကဏ္ဍတွေကို ထုတ်ကျင်းရလိုက်ပြီးတော့တော့ဒီလိုပဲအတည်ပြုလိုက်တာပဲအဲ့တော့အခုလည်းပဲအဲ့အတိုင်းပဲသူတို့ကတော့ဒါလုံးမဲ့သဘောပေါ့နော်ဒါစစ်အာဏာရှင်တွေအညီဒီကတော့ဘယ်တော့မှပြည်သူမျက်နှာကိုကြည့်လေကြည့်တာမရှိဘူးလေနော်မရှိတဲ့ကြောင့်မလို့အဲပြည်သူတွေပါဖြစ်နေဖြစ်နေသူတို့လိုချင်တဲ့အကွက်ကိုပဲသူတို့ကသူတို့ဟိုအကွက်ချပြီးတော့ခင်းသွားမယ်အနေထားမျိုးလို့နားလည်ပါတယ်ဒါကသူတို့အပိုင်းပေါ့နော်စစ်တပ်ဟာပြည်သူကတင်မြောက်ထားတဲ့အစိုးရမဟုတ်တာကြောင့်တရားဝင်မှုမရှိတဲ့အပြင် လုံနိုင်စွမ်းလည်းမရှိကြောင်းကိုနေဘုံလွတ်ကဆက်ပြောပါရယ်။ဒါအပြင်တော်လန်စစ်ကြောင်းလက်ရှိအချိန်ထိတိုက်ပွဲမဖြစ်ပဲစစ်တပ်ကထိန်းချုပ်ထားနိုင်တဲ့25ရာခိုင်နှုန်းသောနေမြေတွေမှာနိုင်ငံရေးအမျက်ထွက်ဖို့တတ်တတ်ဟန်ပြရွေးကောက်ပွဲကိုလှုပ်ဆောင်လာလို့လဲလေးလာသူတွေကသုံးသပ်ကြပါရယ်။ဒီရွေးကောက်ပွဲကိုဒီချိန်မှာကျင်းပလို့ရလားမရဘူးလားဆိုတာကျွန်တော်တို့လက်ရှိထေကဥပဒေအရရွေးကောက်ပွဲအနိုင်ရရှိတဲ့အစိုးရဖြစ်ဖို့ဆိုရင်ဒီလောက် ဒီမဲအများကြီးမလို့ဘောနော်ဆိုတာကဒီအ ਨੇ ဆုံးတတ်မှတ်ထားတဲ့ဒီတော်တော်အမှန်အရေးအတွက်ကိုရဖို့ဆိုရင်တချို့မျိုးကြီးတွေပါတော့တန်နေတယ်ဒါအထမြောက်တယ်လို့ပြောလို့ရတယ်ဘောနော်ဆိုတော့ဒီငနေเจ้าမလို့သူတို့ရွေးကောက်ပွဲကိုဒီအထမမြောက်ဖို့ဆိုတော့မဖြစ်နိုင်ဘူးအထမြောက်အောင်လုပ်ချင်ရင်တော့တော့လို့ရတယ်ဘောနော်တရားလွတ်တော်ရှင်းနေဦးကြည်မြင့်ကတော့ 2008အခြေခံဥပဒေထဲမှာပဲမဲဘက်နေရောက်လာပေးရမယ်ဆိုတာမပါသလိုစစ်တပ်အလူကြရေးဆွဲထားတာဖြစ်ကြောင်းပြောပါတယ်စစ်တပ်ကတော့ပါတီတီဆောင်ခွင့်တွေကို2025ခုနှစ်မေလ9ရက်နောက်ဆုံးထားရှောက်ကြဖို့ပြောထားပြီးတချို့ပါတီတွေကလည်းရှောက်ထားနေကြပါတယ်နိုင်ငံရေးပါတီတွေအနေနဲ့ရုပ်ောက်ပွဲဆိုင်ရာလုပ်ငန်းတွေမဲဆွဲစည်းရုံးရေးလုပ်ငန်းတွေအတွက်အချိန်လုံလောက်စေဖို့အခုလိုတတ်မှတ်ရတာလို့လည်းစစ်ကောင်စီရဲ့ UEC ကပြောထားပါတယ် အမေလာကိုရဲ့နေပါတီတွေအလုံးပိတ်လိုက်ပြီးဆိုရင်တော့အမေလာလေလောက်မှထွက်လာလိမ့်မယ်။ရေကောဘွဲဆိုင်ရာနေဥရီများဆိုကြီးညာလိမ့်မယ်။ဒါမှမဟုတ်လည်းပဲအဲဒါမှမဟုတ်လည်းမေလာကိုရဲ့နေပဲထွက်မလာတော့မသိဘူးပေါ့လေ။အဲရေကောဘွဲဆိုင်ရာနေဥရီများထွက်လာတော့မှအသေးစိတ်ပါလာမှာအဲ့အဲ့ဒီမှာအသေးစိတ်ပါလာမှာနော်။အဲ့ဒီကြတော့မှသူတို့ဘယ်လိုလုပ်မလဲဆိုတာအဲအဲဟိုဆရာတော်တော့သိပါတယ်ရေကူရအများကြီးဖြတ်တန်းလာတာပဲ။လိမ့်မှာပဲလေ။ ၎င်းရှိရင်ဆွဲစစ်ပေးအပြင်မက်ရှလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးနဲ့စကိုင်းပါဝင်တနိုင်ငံလုံးကပြည်သူထောင်ထဲရှိတေဆုံးရတဲ့ကြားကရွေးကောက်ပွဲလုပ်ဖို့ထုတ်ပြောနေတာဖြစ်ပါတယ်စစ်ကောင်စီကဒီနေ့အကုန်ဒီဇင်ဘာလနဲ့နောက်နေ့အစပိုင်းဇန်နဝါရီမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေပြီးနိုင်သူအကုန်ယူစနစ်ရောအချိုးကျကိုစားပြုစနစ်ရောနှစ်ခုလုံးကိုပေါင်းစပ်ကျင်းပဖို့ရှိတယ်လို့ပြောထားပါတယ်အခုရွေးကောက်ပွဲလုပ်ဖို့စိုင်းပြနေတဲ့စစ်တပ်က ငလင်တန်ကြောင့်ထိခိုက်သိဆုံးရသူတွေကိုတယောက်ကို၁၀သိန်းပေးမယ်လို့ပြောထားပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုံဆောင်တာတော့အခုချိန်ထိမတွေ့ရသေးပါဘူးကျွန်တော်စိုးသူအောင်ပါကုလနာမကအတွေ့အမူချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘိတ်ရှော့ဟာမြန်မာနိုင်ငံကိုပထမဆုံးအကြိမ်ဖြစ်ရောက်ရှိလာပြီးစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့ဧပြီလ9ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ ဒီတွေးဆောင်မှုမှာငလင်ပေးတဲ့ပြည်သူတွေကိုကုညီပံ့ပိုးပေးနိုင်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးဂျိုးပန်းဆောင်ရွက်မှုတွေမှာမြန်မာနိုင်ငံရဲ့ကုလသမဂ္ဂအကြာပေါင်းဆက်ညှိနှိုင်းဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေပေါ်နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြရတယ်လို့စစ်ကောင်စီနိုင်ငံရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အထူးကိုယ်စားလှယ်ကလည်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးကြောင့်အသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေအတွက်ဝန်내မိကြောင်းနဲ့စာနာထောက်ထားမိကြောင်းပြောဆိုခဲ့လို့သိရပါဗျ။ လက်တလောဆေးအုပ်စုနဲ့ဂျူလီပိတ်လျှော့တို့တွေ့ဆုံမှုကနေဘလို့ဆက်လက်ပြီးတော့လှုပ်ဆောင်ကြမယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်အခြေအနေတွေကိုတော့အခုထိမသိရသေးပါဘူး။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာတော့သူ့ကိုတရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့အကျိုးစီးပွားဆက်နွယ်နေတယ်ဆိုတဲ့ဆွဆွဲချက်တွေထွက်ပေါ်ခဲ့ပေမဲ့ဂျူလီပိတ်လျှော့ကတော့ညှင်းဆိုထားသေးပါရှင်။ အင်အားပြင်းကလေးလှုပ်ခတ်ပြီး73ရက်ကြာမြင့်ခဲ့ပေမဲ့ Sky Villa အဆောက်အဦအပြည့်စည်တွေအောက်မှာရောက်နေတဲ့လူပေါင်း200ကျော်ကိုဧပြီလ10ရက်နေ့အထိရှာဖွေရေးလုပ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လူမှုကူညီကဲဆေးရေးအဖွဲ့ဝင်တယောက်ကို TV သတင်းထောက် TV ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ Sky Villa ရှာဖွေရေးအခြေအနေကဘယ်လိုရှိလဲကို။အာ Sky Villa ရှာဖွေရေးအခြေအနေကဟိုဒီတုံးနေသေးပဲဟောတော့ရှာနေသေးပဲမှာတောင်းလို့ရမှာ200ကျော်လောက်ကျန်သေးရမှာ တော်တော့တိတိကျကျလေးကြားလို့ချင်းတလောင်းနှလောင်းအဲ့လိုမျိုးများသားဖြစ်ကြအောင်လုပ်ရဆချောင်းလောင်းအဲ့လိုမျိုးလေးပဲရှိသေးတယ်မှာအများကြီးကြံသေးတယ်မိုးကလည်းရွာထားတော့အနှံ့တက်တယ်ရောအခုဒီမှာတော့မိုးတစ်ခါပဲရွာလိုက်တယ်မှာဒီခါလေးရွာလိုက်တော့နည်းတော်လေးရောအာကျွန်တော်မက်တွေတမက်မက်နှစ်သက်သုံးနဲ့တော့ကာရတာဘောနော်ဟုတ်ပြီ ကျွန်တော်တို့ဟိုတော့တွေ့တဲ့အချိန်ကျရင်ဓာတ်ပုံလီတွေ့တဲ့အချိန်ကျရင်ပီပီဝဲပေါ့ပြပြပေါ်မှာဒီရှာဖွေရေးတုံးတဲ့ပစ္စည်းတွေရောလုံလောက်မှုရှိရလားအခုဘာလိုအပ်ချက်တွေရှိလဲရှင်အော်ဟုတ်ကဲ့အဓိကတော့တန်ဖြတ်ချက်တွေအဓိကတုံးလဲမှာဒီကျွန်တော်တို့ကွန်ကရစ်တွေနဲ့တန်တာနေနဲ့တွဲရည်တွေတွဲလောင်းနေကြနေတဲ့အချိန်နောက်တော့ဘက်ဖိုးကြီးပုတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တန်ချောင်းနေကြနေခဲ့တယ်ပေါ့နော်အဲတန်ချောင်းအဓိကတော့တန်ဖြတ်တဲ့ဆက်ပစ္စည်းမျိုးစုံပေါ့နော်ကာတာလိုမျိုးပေါ့နော်အဲ့လိုမျိုးတန်ဖြတ်တဲ့ပစ္စည်းမျိုးစုံတော့တောင်းရတယ်ပေါ့ အစကိုင်းပီလာစုစုပေါင်းတို့ရှာတွေ့ရဲ့အလောင်းကဘယ်လောက်လောက်ရှိပြီလဲကိုအာရှာတွေ့တဲ့အလောင်းမှာအချင်းသေးတော့ကြောင်းမတွေ့နိုင်တဲ့တရားကျော်လောက်တော့ရှိအောင်မှာသူကတရား50ကျော်လောက်တော့ထုတ်ယူသွားပြီပေါ့နော်အေးပေါ့အနည်းဆုံးများချစ်ချစ်လောက်တော့ကြာမှာအကိုရောနဲ့တူဘယ်အဖွဲတွေပါလဲကိုဒီရှာဖွေရေးလုပ်နေကြအာတက်စီကျွန်တော်တို့ကျွန်တော်က blue sky ကျွန်တော်တို့တယောက်က blue sky လာတွေ့တယ်ကျွန်တော်မြန်မာနိုင်ငံလူမှုကေဇယ်ရေးဖွဲ့နောက်တော့မြန်မာနိုင်ငံမိသားဖွဲ့ကျွန်တော်တို့အဲ၃ဖွဲ့ပေါင်းတယ် အခုတော့သူတို့ကကဲတဲ့ဖုန်းရတော့ပြန်သွားပြီမှာအမအဲ့ဒီ Sky Villa တို့ကအဲ့တော့ခုနကစတဲ့ခုရှိရမှာကျားတရာ63ရောက်ရှိရမှာမာ230ရှိရအကိုတော့ဒီဓာတ်ပေါ်ကြီးထုတ်ပြီးသွားလို့ရှိရင်ကိုကိုပြန်ကာကွယ်ဖို့ဘာတွေလုပ်ရလဲရှင်အဲဒါပေါ်ကြီးကျွန်တော်တို့က TV နဲ့ထုတ်တယ်ပေါ့ TV နဲ့ထုတ်ပြီးသွားလို့ရှိရင်စီးပြန်းတယ်ပေါ့မာကိုဗစ်တောင်းရလို့ပဲပေါ့ ။ဟုတ်ကြတော့ဒေါ်လီယာတိတ်ခင်မရတော့နှစ်ထပ်သုံးလက်တွေထည့်ရတဲ့အခြေအနေမျိုးဖြစ်နေတယ်။ကလေးတဲ့ဒေတာတွေမှာစက်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အပေါ်စန့်ကျင်ဆန္ဒပြတဲ့လှုပ်ရှားမှုတရက်ကိုရန်ကုန်လူမှုတပိတ်ကရန်ကုန်မြို့ပေါ်မှာပြုလုပ်ခဲ့ပါတယ်။စက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကမှတကယ်ကပ်ဘေးဖြစ်တယ်လို့အထိပ္ပယ်ရတဲ့စာသားတွေကိုရန်ကုန်မြို့ကလူစီကားရနေရာတွေမှာချိတ်ဆွဲပြီးဆန္ဒထုတ်ဖော်ပြသတဲ့ဒီလှုပ်ရှားမှုကိုတော့ဧပြီလ10ရက်နေ့ဒီကနေ့မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်စီဟာပြည်သူတွေကိုလူမျိုးတုံတက်ဖြတ်မှုနဲ့တခြားသောဆေးရဆွဲမှုပေါင်းများစွာကျူးလွန်နေပြီးသခိုင်းငလင်လိုမျိုးတဘာဝဘေးရန်တွေကြောက်နေတဲ့ကာလတွေမှာလည်းနင်းစရာမြေမရှိနင်းစရာအိမ်မဲခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေကိုပြေးစရာမြေပါမကြမ်းလူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေတာကိုကဘာကတိအောင်ရည်ရွယ်ပြီးဒီလှုံ့ဆော်မှုကိုပြုလုပ်ခြင်းဖြစ်တယ်လို့ရန်ကုန်လူမှုသပိတ်ကဆိုထားပါတယ်ရှင်။ ငလင်ကြောင့်ထိခိုက်မှုများတဲ့ဒေသတွေမှာငလင်နောက်ဆက်တွဲအနေနဲ့အရေးပြားရရန်တာနဲ့ဝါယောဂါလိုမျိုးကူးစက်ယောဂါတွေဖြစ်ပွားနေလို့ဓာတ်ပေါ်တွေရှာဖွေမှုတွေကိုအမြန်ဆုံးလှုပ်ဆောင်တဲ့နယ်လို့ဆရာဝန်တွေကထောက်ပြကြပါတယ်။သီရိတရေပေးပို့ထားပါရရှင်။ငလင်တန်ပြင်းထန်စွာခံစားခဲ့ရတဲ့ဒေသတွေမှာငလင်နောက်ဆက်တွဲအနေနဲ့ကူးစက်စေတတ်တဲ့အရေးပြားရရန်တာနဲ့ဝါယောဂါတွေဖြစ်ပွားနေတယ်လို့ဆရာဝန်တွေနဲ့ကယ်ဆယ်ရေးသမားတွေကပြောကြပါတယ်။ ငလျင်လုတ်ပြီးနောက်ပိုင်းနေအိမ်တွေပျက်စီးသွားတဲ့အတွက်ပြည်သူတွေဟာလမ်းမတွေမှာယာယီတဲတွေနဲ့နေထိုင်နေကြရပြီးအပူဓာန်ပြင်းထန်တဲ့အတွက်အရေးပြားရာရနာတွေဖြစ်ပွားနေကြတာပါအသက်၅လဝန်းကျင်အရွယ်ကလေးငယ်တွေကစကားလူကြီးအရွယ်တွေအထိအရေးပြားရာရနာတွေဖြစ်ပွားနေကြတယ်လို့သိရပါတယ်ငလျင်တန်ထိခိုက်မှုများတဲ့မန္တလေးမြို့နယ်စကိုင်းမြို့တွေမှာတော့လူအများအပြားစုနေကြရတဲ့အတွက်တန်ရှင်းမှုအားနေရတဲ့အိမ်သာမလုံလောက်မှုတွေကြုံနေကြရပါတယ် အပြင်မှာအရင်ကဆိုလေငါရည်တူကြောင်းလေးဆောင်လေးပေါ့ပေါ့အဲထောင်းဆိုးရဲ့ကလေးအပူကြီးပြီးတော့အရင်ထားတဲ့ကလေးလေးလေးရများတယ်ဆိုဝင်းရောကလည်းဖြစ်လို့အန်နေရဲ့တူရင်းလည်းများတယ်ရှင်ကလေးလေးဆိုရင်ငါမထောင်းလောက်ကနေစပြီးတော့အရင်အန်နေကြရပြီးတော့ငါနှစ်ချက်နေလောက်ထိပေါ့လူကြီးရကြတော့တော်တော်များတော့မူးဝေးတာမျိုးတွေးတိုးတာမျိုး အဲ့လိုမျိုးပဲဖြစ်တာပါရှင်အလက်ဇူးတီထားတယ်ပေါ့နော်အပြင်မှာအရာရာမျိုးဆိုအကောင့်တွေပါတယ်ခြိုက်လို့အဲ့လိုမျိုးပါပဲရှင်လူကြီးရတော့ဝန်ရှုတာတော့ရေစုံဖြစ်နေရှင်အဓိကမလို့ကလေးတသေးလေးတွေပေါ့အနည်းကျော်လောက်ကနေစပြီးတော့အသက်80 90လောက်လူကြီးရောပေါ့ဖြစ်ကြတယ်ရှင်ဝန်ရှုတာတော့အရာမှာဆိုလို့ရှင်မှာ80ရာခိုင်နှုန်းကတော့ဝန်ရှုတာတို့အန်နာတို့အလိုရောဖြစ်လောက်တယ်ရှင်အပီလာ9ရက်နေ့ညမှာလဲငလင်ဘေးတင့်ဒေတာတွေမှာမိုးရွာသွန်းခဲ့တဲ့အတွက်ရှာဖွေမရသေးတဲ့ရေဝလောင်းတွေစီကထွက်တဲ့အရေတွေကနေတဆင်လဲ ကူးစက်ယောဂါတွေဖြစ်ပွားစေတယ်လို့ဆရာဝန်တွေကပြောကြပါဗျ။အပူချိန်ပြင်းထန်တဲ့ကာလတွေမှာဓာတ်ပေါ်တွေကို24နာရီအတွင်းဖယ်ရှားပစ်ဖို့လိုအပ်ပြီးမဖယ်ထုတ်နိုင်တဲ့အခါဓာတ်ပေါ်တွေကနေဘက်တီးရီးယားတွေ၊ဘိုင်ယိုကမီကယ်ပစ္စည်းတွေအများအပြားထွက်နိုင်ပြီးအဲ့ဒီဘက်တီးရီးယားတွေမှာလည်းဝမ်းပြက်ဝမ်းလျှော်တဲ့ကူးစက်ယောဂါတွေဖြစ်စေနိုင်တယ်လို့သိရပါဗျ။ယောဂါကူးစက်မှုတွေတက်တာစေဖို့ဓာတ်ပေါ်တွေကိုအမြန်ဆုံးရှာဖွေပြီးတကြွတာ။ ကယ်ဆယ်ရေးသမားတွေအနေနဲ့တကူရီသုံးကာကွယ်ရေးပစ္စည်းတွေကိုတေချာစာအသုံးပြုတာအသုံးပြုမိသားပစ္စည်းတွေကိုလည်းစနစ်တကျဆွန့်ပစ်ဖို့နဲ့အလူရှင်တွေအနေနဲ့လည်းလူနေများတဲ့နေရာတွေမှာအိမ်သားတွေလှူဒန်းပေးတင်တယ်လို့ဆရာဝန်တွေကအကြံပေးကြပါတယ်ကျော်ရင်းစားနေပြီးတော့တခြား gas တွေလည်းထွက်တယ်ပေါ့နော်။ ammonia gas လိုမျိုး hydrogen sulfide လိုမျိုးအများကြီးပေါ့နော် gas တွေထွက်တာမျိုးရှိပါတယ်။အဲဒီဟာတွေကမျက်စိတဲချောင်းတွေနှာခေါင်းတွေရာရန်တာတွေအဲဆူ gas တွေက ပန်းနိုင်ချက်ဖြစ်စေရအဲ့ဒါဖြစ်နိုင်ပါတယ်အကြေမြန်မာ့ပမာဏကိုရှုမိမယ်ဆိုလို့ရှိရင်ဒီခါလေးအတိုင်းကြီးဒီတိုင်းလောက်တည်းဖြစ်ပါတယ်အခြားဒီချက်ပေါ်ရှိတာထွက်တဲ့အကြည့်ချွဲအရေးတွေကိုလည်းလက်ကနေပြီးတော့ကြိုင်ပြီးရထိမိတယ်ဆိုတဲ့အချိန်ဒီဟာကိုအမစေးမိဘူးဆိုလို့ရှိရင်ဒါရည်ဒီအဆိုင်လိုင်းနဲ့တက်ရှူလိုင်းနဲ့ဝင်သွားတဲ့အခါဝမ်းမြောက်ဝမ်းလျှောဖြစ်စေပါတယ်ဘိုင်းလာ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီး အင်အား9.9ရစ်တာစကေးရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက်မြန်မာနိုင်ငံအနှံ့ပြည်သူ4345ယောက်တိစုံခဲ့တယ်လို့ DWB ကကောက်ယူရရှိထားတဲ့အချက်အလက်တွေကသိရပါဗျ။ကျမဒီရီပါ။ ံတဲ့ဒေသတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအားလုံးခွင့်ပြုချက်တောင်းခံဖို့လိုအပ်ပြီးစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာကြောင့်မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့အခက်တွေ့နေကြပြီးအကူအညီတွေပေးနေတဲ့လူငယ်တချို့ကလည်းကူညီရေးလုပ်ငန်းတွေရပ်ထားတယ်လို့ဆိုကြပါတယ်။မြန်စင်ကပေးပို့ထားပါတယ်ရှင်။ငလင်တန်တဲ့ဒေတာတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအလုံးခွင့်ပြုချက်တောင်းခံမှုလိုအပ်ပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့ဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်ဆိုဝင်းကဧပြီ9ရက်နေ့ပြီးတော့မှပြုလုပ်ခဲ့တဲ့ငလင်တုတ်ပြန်ရေးအစည်းအဝေးပွဲမှာပြောခဲ့တာကြောင့်မြေပြင်မှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့အခက်တွေ့နေကြရတယ်လို့ပရိတ်တလှုပ်ဆောင်သူတွေက ဆိုကြပါတယ်။မတ်လ28ရက်နေ့ကအင်အားပြည့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်မြေပြင်မှာအဆက်မပြတ်ကုညီမှုတွေလှုပ်ဆောင်နေတဲ့လူငယ်တွေက ဒီလိုကွန်ပျူတာတွေမတင်ကျင်လို့အခုတော့ကုညီမှုတွေရန်နာထားတယ်လို့လည်းဆိုပါရယ်မန္တလေးမြို့ဒေသခံတအုပ်ကလည်းအုပ်ချုပ်ရေးမှုတွေကကုညီကယ်ဆယ်ရေးတွေကိုကန့်သတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်အဲ့ဟာကအကောင့်တွေပေါ်တာဒီတန်တွေအုပ်ချုပ်လို့ပြောလို့ရတယ်အုပ်ချုပ်ရေးမှုတွေပေါ်ရေးချင်အုပ်ချုပ်မှုတွေကအကောင့်တွေပေါ်နေတာပေါ့လေဆိုတော့ဟိုဘလူးရီခက်ခဲနေကြုံနေရလဲဆိုတော့ကျွန်တော်တို့အလူရှင်တွေကလာလူတဲ့ဟာမျိုးတွေကိုဟိုဘလူး ဒါမီတာတို့ကွန်ဂျူမင်းရှိရလားတို့မရှိရင်ဒါမီတာတို့ဟိုတချို့နေရာတွေမှာဆိုရင်ဖန်ဖန်နဲ့အစင်တီရှိရလို့တော့ကျွန်တော်ကြားတယ်ဆိုတော့နောက်တစ်ခုကကျတော့ဟိုအလူပစ္စည်းတွေပေါ့လေရောပါပစ္စည်းတွေပြီးရလူပစ္စည်းတွေကိုဟိုသူတို့ဟိုထားခဲ့သူတို့ဝေးမယ်ဆိုတာမျိုးဟိုကန့်တတာမျိုးတွေပေါ့လေဟိုလူရှင်တွေကလက်လက်ထိလက်ရောက်လူကျင်တော်လဲအလူဝင်မပြီးတော့ပဲဒီထားခဲ့အဲသူတို့လက်ခံတာမယ်ဆိုတာမျိုးတွေလောက်လာတာမျိုးတွေရှိသေးပေါ့လေအဲ့ဒါမျိုးတွေကြတော့ဒီလူရှင်တွေလက်ထဲ အလူရှင်တွေကနေပြီးတော့ဒီဒုက္ခရောက်နေတဲ့အဲပြည်သူတွေလက်ထဲအမှန်တကယ်ရောက်လားမရောက်လားဆိုတာအခြေအနေကတော့ကျွန်တော်မသိနိုင်တော့ဘူးဆိုတဲ့အားဖြစ်တာပေါ့လေဟုတ်ငလင်ဘေးတန်တဲ့နေရာဒေသတွေကလိုအပ်နေတဲ့အကူအညီတွေကိုလှူဒန်းကူညီပေးနေတဲ့ပရဟိတလူငယ်တဦးကတော့လက်ရှိမှာအကူအညီပေးတာတွေရပ်ထားတယ်လို့ဆိုပါတယ်သူရဲ့ပြောဆိုမှုကတော့လုံခြုံရေးအခြေအနေအရ DVB သတင်းတော်တယောက်ကအတန်အစားထိုးဖတ်ကြားပေးထားပါတယ် လက်တလောကူညီရေးတွေလုပ်ဖို့ခွင့်ပြုမိန်တင်ရမယ်လို့ပြောလာပါတယ်ကျွန်တော်တို့ဒီလိုတွေမတင်ခြင်းလို့ကူညီတာတွေရက်လိုက်ပါပြီခင်ဗျအကောင်လဲတစ်ခုမှမရှိတဲ့နိုင်ငံမှာကိုယ်လိုမဟုတ်တာဝင်လုပ်ပေးနေရတာတော့မှကြောက်လန့်နေရတယ်လက်ရှိမှာမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်ဒေသတွေအနေနဲ့အကူအညီတွေများစွာလိုအပ်နေဆဲဖြစ်ပြီးဒီလိုအကူအညီပေးမှုတွေကိုစစ်ကောင်စီကကန့်သတ်မှုတွေလုပ်လာတာဟာငလင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက်အခြေအနေတွေပုံမဆိုးရွားလာနိုင်တယ်လို့လည်း

တကယ်တကယ်ဒုက္ခပိဋ္ဌာန်းနေရတဲ့ပြည်သူတွေပေါ်မှာဒါလေဒုက္ခပေါ်ဒုက္ခဆူရောက်သွားတဲ့အခြေအနေမျိုးတွေပုံဖြစ်လာနိုင်တာပေါ့လေဒါကြောင့်မို့နိုင်ငံတကာဖွဲ့စည်းရေးအရာလည်းဒီ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 ထောက်ပြချက်ဒီဒီပြောဆိုချက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်တင်နေပြားပေးနေတယ်ပေါ့လေဒါဖြစ်နေကြတာပေါ့လေမက်ရှလ28ရက်နေ့ကအင်အားပြည့်စကိုင်းငင်လင်ကြီးလှုပ်ခတ်ခဲ့တာဟာဧပြီလ9ရက်နေ့အထိဆိုရင်စနစ်ရကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးမြေပြင်မှာလိုအပ်ချက်တွေမြင့်မားနေစေဖြစ်တယ်လို့ စနစ်တကျအကူအညီပေးမှုတွေလည်းလိုအပ်နေဆဲဖြစ်ပါတယ်။ဧပြီလ9ရက်နေ့မြမဆန်တော်ချိန်ညနေ9နာရီအထိ DVB data တင်းကကောက်ယူထားတဲ့အချက်လက်တွေအရငလင်ကြောက်သိဆုံးသူ4346ရာထိခိုက်ဒဏ်ရာရရှိသူ9830နဲ့ပျောက်ဆုံးသူဦးရေ210ရှိသွားပြီပဲဖြစ်ပါတယ်။ကျမမြတ်သိစီမာရှင် မတ်လ28ရက်နေ့မှာစကိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးရဲ့နောက်မှာဧပြီလ9ရက်နေ့ညပိုင်းအထိပြင်းအား Richter scale 4ကနေ9.9ရှိတဲ့ငလင်ပေါင်းအကျိန်80လောက်အပါအဝင်နောက်ဆက်တဲ့ငလင်တွေအကျိန်400ကျော်လှုပ်ခတ်ခဲ့တယ်လို့မူလဝတ္ထပညာရှင်ဦးဝင်းနိုင်စီကသိရပါဗျ။ ရစ်တာစကေး9.8ရှိတဲ့ငလင်ပြီးတဲ့နောက်မှာရစ်တာစကေး9ရှိတဲ့ငလင်တစ်ကြိမ်ပြင်းအား9ကနေ9.6ရှိတဲ့ငလင်12ကြိမ်ပြင်းအား4ကနေ4.6ရှိတဲ့ငလင်68ကြိမ်ပြင်းအား3ကနေ3.6ရှိတဲ့ငလင်182ကြိမ်ပြင်းအား1ကနေ2.6ရှိတဲ့ငလင်ကတော့162ကြိမ်ရှိတယ်လို့ဆိုပါရစေ။ ဇကိုင်းငလင်အပီသတင်းနှစ်ပတ်လောက်အတွင်းမှာနောက်ဆက်တွဲငလင်အကျင့်ရေ423ကျင့်ရှိပြီးဒါရီဟာ ထိုင်းမိုးလေဝသဌာနငလင်ဌာနရဲ့အချက်လက်တွေကိုရယူထားတာလို့ဆိုပါတယ်ရှင်နောက်ထပ်ပြောပြမယ့်သတင်းကတော့တိုင်းဒါလက်နက်ကင်တပ်ဖွဲ့နှစ်ခုအကြားကပြိပခ္ခတွေအကြောင်းဖြစ်ပါတယ်။နှစ်ဖက်ဖြစ်ပွားနေတဲ့မြေပြင်ပြိပခ္ခတွေပြည်လည်နိုင်ဖို့အတွက် KIO နဲ့ PSLF ရှေ့ပြေးညှိနှိုင်းမှုတွေစတင်ပြီလို့ KIO ဘက်ကပြောပါတယ်။ ထပ်အောင်တင်ပြပို့ထားပါရရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမိုးမိတ်နမ်တူနဲ့ကွက်ခိုင်မြို့နယ်တွေမှာကချင်တက် KIO KIE နဲ့တအောင်တက် PSLF TNL တို့အကြားပို့တိုက်မှုတွေတောက်လျှောက်ဖြစ်နေကြတာဖြစ်ပြီးနှစ်ဖက်ပြည်ပခတွေအတွင်းမှာလူထိခိုက်တာတွေလည်းရှိခဲ့ပါတယ်။မန်တုံနဲ့မိုးမိတ်ကြားမှာရှိတဲ့ KIE စကန်တွေဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် KI တပ်ဖွဲ့ဝင်၁၁ယောက်ထိထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်အုံတပ်ကူတရတဲ့အထိဖြစ်ခဲ့တာပါ။ ခုလိုမျိုးဖြစ်စဉ်တွေဆက်ပြီးမဖြစ်အောင်နှစ်ဖက်ညှိနှိုင်းနှိုင်းဆောင်ရွက်ကြဖို့လည်းနိုင်ငံရေးအင်အားစုတွေကလည်းတိုက်တွန်းနေကြတာပါလက်ရှိမှာတော့ဒီပြည်ပခါတွေကိုပြည်လည်နိုင်မှုအတွက် KAO နဲ့ BSLF ရှေ့ပြေးညှိနှိုင်းအဖွဲ့တွေအပိလာကိုအနေမှာတွေးဆောင်ခဲ့ကြတယ်လို့ KAO သတင်းပညာရေးတာဝန်ခံဘုံမကြီးနော်ဘူးကပြောပါတယ်နှစ်ဖက်ကိုယ်စားလှယ်တွေဘယ်ချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့တွေးဆောင်ဆွေးနွေးကြမလဲဆိုတာကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့ရှေ့ပြေးညှိနှိုင်းအဖွဲ့တွေပထမဆုံးအကြိမ်တွေးဆောင်လာလို့လဲဆိုပါတယ် ကေအိုနဲ့ PSLF ပြုဆောင်ရှိနေတဲ့ဘတ်တဲ့ရှိပြီးနိုင်ရဖို့ဒီဒီနေ့ဒီဒီလာကိုရမယ်ပါပထမအကြိမ်ပြုဆောင်တာဖြစ်ပါရဲ့ကျေလို့ကေအိုပူစလေးဒီအဲ PSLF ပူစလေးဒီအဲရှိနေတဲ့အစီအမတော့အာမရှိသေးပါဘူးအခုဘယ်လိုရှိနေလဲဘာမှရှိနေလဲဆိုတဲ့အကြောင်းအရာတွေကို 呃，酒店定金不啊对，现在你买越破的，呃，今年不送的批发的。နဘာထိပ်ပိုင်းကိုယ်စားလှယ်တွေပဲချိန်တွေးကြမလဲဆိုတာကတော့ရှေ့ပြေးညီနိုင်ရဲ့အဖွဲ့တွေတွေးဆွန်ဆွေးနွေးတဲ့အခြေအနေကိုမသိရသေးလို့မပြောနိုင်သေးဘူးလို့လည်းဆိုပါရယ်။ KIO အနေနဲ့ကတော့လူတွေရဲ့အကျိုးကိုရှေးရှုပြီးအကောင်းဆုံးဖြေရဖို့မျှော်လင့်သလိုတအောင်တက် BSLF TNL အနေနဲ့လည်းဒီလိုပဲမျှော်လင့်ထားလိမ့်မယ်လို့ယုံကြည်တယ်လို့လည်းပုံမူကြီးနော်ဘူးကပြောပါရယ်။ အဲဒီအရောကျွန်တော်တို့ဒီလိုလိုတို့ရဲ့အဲအချို့ကရောဘူးဘူးမအကောင်းဆုံးဖြစ်အောင်ဒီမဲ့ပို့ရတော့ဒီဖက်ကျွန်လုံးပေါ့ yes လောက်ရဲ့ဘူကရောကေရောဘူကရောဒီဒီဖာနယ်လို့ဖာဒီလို့တပါတင်ပါလားဟုတ်ဒီကတော့အကောင်းဆုံးဖြစ်အောင်ပေါ့နော် ဒီအချိန်နေနဲ့ပတ်သက်လို့ TNL ဘက်ကိုဆက်သွယ်မေးမြန်းဖို့စ조사ပေးမယ်ဆက်သွယ်လို့မရသေးပါဘူး TNL ပြောခွင့်ရလွေရီဦးကတော့ prepack တွေပြည်လည်နိုင်မှုနှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေး조사နေတယ်လို့ပြီးခဲ့တဲ့ match လကုန်ပိုင်းက DB ကိုပြောဆိုထားပါတယ်ကဲဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကလည်းနှစ်ဖက်ရှေ့ပြေးညီနိုင်ရေးတွေစတင်ပြီးဖြစ်လို့ပြည်သူတွေအပါအဝင်လူမှုကွန်ရက်အသုံးပြုသူတွေမီဒီယာတွေအနေနဲ့ပြည်သူ့ဘောဆောင်ကူညီကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ကျွန်တော်ထားအောင်ပါ ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့16နှစ်မြောက်အာရခတက်တော်နေအခမ်းအနားကိုဂျပန်နိုင်ငံတိုကျိုမြို့နာဂိုယာမြို့နယ်အိုဆာကာမြို့တွေမှာဂျပန်နိုင်ငံတွေမှာရောက်ရှိနေတဲ့ရခိုင်လူမျိုးတွေကစီကားတိုက်မြိတ်စွာကျင်းပခဲ့တယ်လို့ရခိုင်စီယုံဂျပန်ကနေသိရပါဗျ။ရခိုင်စီယုံဂျပန်ကဦးဆောင်ပြီးတော့ဧပြီလ6ရက်နေ့မွန်းတဲ12နာရီကနေညနေ9နာရီအထိမြို့သုံးမြို့မှာတပြိုင်တည်းကျင်းပခဲ့ကြတာပါဗျ။ အရခပြည်လွမြောက်ရေးအတွက်ပေးဆက်မှုများစွာနဲ့အာတော်ခွန်ဆိုင်ကြိုးပမ်းနေကြတဲ့အရခတက်တော်ကိုဂုဏ်ပြုချင်တာကြောင့်16နှစ်မြောက်အရခတက်တော်နေ့ကိုကျင်းပတာလို့သိရပါဗျ။အရခတက်တော်နေ့အခမ်းအနားကို ULA AA ကောင်းဆောင်တချို့ကတက်ရောက်ဂုဏ်ပြုချီးမင်းခဲ့တယ်လို့သိရပါဗျ။ဒါပြင်အခမ်းအနားမှာဂျပန်ရောက်အရခလူငယ်မောင်မယ်တွေကနေအကအလှတွေနဲ့ဖျော်ဖြေတင်ဆက်ခဲ့ပြီးပျော်ရွှင်စရာကန်ဆယ်မဲအစီအစဉ်တွေလည်းပါဝင်ခဲ့တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံကငလင်းတင့်ပြည်သူတွေအတွက်ဘာသာရေးဆိုင်ရာဝိပုစုတောင်းပွဲတစ်ခုကိုမဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။အီမီဆန်သတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံကငလင်တင့်ပြည်သူတွေအတွက်ထိုင်းနိုင်ငံမင်းဆောင်မြို့ရောက်ကချင်နှစ်ချင်းခရိုင်အတင်းတော်ကဝိပုစုတောင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ် ကျေးဇူးတော်ကျက်တဲ့အားဖြင့်အောင်မြင်ခြင်းအတွက်လို့ဆိုပါမယ်။ဒီကနေ့ဗျာရှင်ကျွန်တော်တို့အတင်းတော်မှာကအဲမနေ့ကတော့ကျွန်တော်တို့ဒီ KBC အသင်းချုပ်ကနေညွှန်ကြားချက်အတိုင်းပဲကျွန်တော်တို့ကအတင်းတော်ကကောက်ခံရရှိတဲ့အလူငွေတွေအားလုံးကို ကျွန်တော်တို့ဒီမလင်ပေးတဲ့ပြည်သူတွေကိုကူညီဖို့အတွက်ဆိုပြီးတော့မှကျွန်တော်တို့ကောက်ယူရရှိတဲ့အလူငွေတွေကိုပေးပို့ပြီးဖြစ်ပါတယ် ဒီကနေ့လိုအပ်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီဆိုင်ပန်ရှင်ကိုရောင်နေတို့ပေါ့နော်သူတို့အဲဖိတ်ကြားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီပွဲလေးကိုအဲပြုလုပ်ဖို့အတွက်အသင်းတော်လူကြီးတွေနဲ့တိုင်ပင်ပြီးတော့မှပဲစီစဉ်ဖြစ်တာဖြစ်ပါတယ် ီစဉ်ထားတာဖြစ်ပါတယ်ကျွန်တော် တို့ကတော့တာမန်ပေါ့နော်ရိုးရိုးစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ရတာပေါ့နော်အဲသို့တော်လည်းဒီငလျင်ဆိုတဲ့ဟိုတစ်ဖက်မှာမျိုးရွာငလျင်ဆိုတဲ့အရာလှုပ်သွားတဲ့အတွက်ကြောင့်ပေဆုံးသွားခဲ့တဲ့လူတွေထိခိုက်နစ်နာသွားခဲ့တဲ့လူတွေအတွက်ငါတို့ဘာဟိုလှုပ်ပေးနိုင်တယ်လဲပေါ့နော်ဒုဆိုင်ဒီဆိုင်ဖွင့်ပွဲကနေတစင်တို့ဘာလှုပ်ပေးနိုင်တယ်လဲဆိုတာကိုစဉ်းစားတယ်ဒီငလျင်တန်တင့်တဲ့ဒေသတွေအတွက်ကိုအဲ့ဒီဆိုင်ဖွင့်ပွဲနေ့ရရောင်းရတဲ့ရောင်းအားရဲ့ မြက်ပေါ့နော်အမြက်တည်းအမြက်တရားရဂိုင်းတော့ကိုကျွန်တော်တို့စမိုင်းတိုင်းနဲ့မန်လေးတိုင်းရငလျင်ဘေးတင်တဲ့ဒေတာကိုမြေပြင်မှာအဲတကယ်တိတိယယောက်လုံနိုင်တဲ့ဖွဲ့စည်းတစ်ခုကျွန်တော်တို့ယူရခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဘုရားဘာသာဘုန်းကြီးတွေပြင့်နေပေါ့နော်ဘုန်းကြီးကြောင့်ဘုန်းကြီးပြင့်နေပိဋိတရားနာတယ်အဲတည်ဆုံးသားတဲ့လူတွေအတွက်ကိုအမျှဝေတယ်အဲမေတ္တာပို့ကြတယ်အဲထို့တူပဲအဲကျွန်တော်တို့ဒီခရိယံဘု ဘာသာဝင်တွေကလည်းကျွန်တော်တို့ဆိုင်မှာအင်္ဂလိပ်အတွက်ကိုမေတ္တာပို့တယ်ဆုတောင်းပေးကြတယ်ပေါ့နော်ပြည်ဆောင်သွားတဲ့လူတွေအတွက်ကချင်နှချင်းခွင့်ရဲ့အတင်းတော်မဲဆောက်အနေနဲ့ငလင်မင်းနဲ့ပတ်သက်ပြီးအပြင်မှာအခုလိုဝိပုစုတောင်းပွဲလုပ်တာပထမအဦးဆုံးအကြိမ်ဖြစ်ပြီးမဲဆောက်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့အခြားနေရာတွေမှာလည်း ငလျင်ပေးထောက်ပံ့နိုင်ရေးအတွက်ရမငွေရှာဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်ရှင်ကျမအီမီဆန်ပါတီဗီယုံမြင့်တန်ကြားရဲ့နေ့လယ်၂နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါနောက်ဆုံးရတဲ့သတင်းတွေကိုလည်းထပ်မံဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျမတို့အငူခတ်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်